မင်္ဂလာပါကျွန်တော်အောင်ပြည်သစ်ပါဆရာကြီးတကုံရွှေမြရေးသားတဲ့ထောင်မင်းသားဥဖို့တော်ဆိုတဲ့ဝတ္ထုတော်လေးကိုနှစ်ပိုင်းခွဲပြီးဖတ်ပြပါမယ်ခင်ဗျာဒီနေ့မှတစ်ပိုင်းဖတ်ပြီးတော့တနင်္လာနေ့မှတစ်ပိုင်းဖတ်ပြပါမယ်ခင်ဗျာနားဆင်ကြကြပါထောင်မင်းသားဥဖို့တော်ပြည်စီရင်စုမော်စာမြို့နယ်ပါဝင်လင်းရွာနီတိုးတဲ့နိုင် ထူရသောခြုံပုတ်ကြီးများကိုအမိတဟဲပြုကထိုနယ်တဝိုက်၌ကျဆားနေထိုင်သောဓမြကောင်းဆောင်ကြားကြီးစုသူသည်ထိုခါကအတော်ပင်ကြိုကြားခဲ့လေသည်မောဇာနှင့်ပြည်စကြမှာငားမိုင်ခရီးကန့်ရှိ၍ပြီးမှသွားသော တာလန်း၏အရှိတ်တွင်ဥယျာဉ်ကြီးများခြံကြီးများအပြင်လေတော်များ၌ပေါန့်နေသည်ခြုံတွင်ပိတ်ပေါင်းတို့မှလည်းထိုနေရာတဝိုက်တွင် ပြည်လျက်ရှိနေရကကြားကြီးသည်ထိုတိုးထဲတွင် တပည့်အဖို့မပါတကူကြီးပုံအောင်ကလမ်းသွားခီးတယ်တို့ဟာဖျားကြီးနီးမှထွက်၍တိုက်ခိုက်လေရှိလေထိုခါကလူစိုးများမှယခုခေတ်ကဲ့သို့ခင်မီပရင်ကန်စတင်ကန်းကိုမဆိုထားပြီးဩခြောက်လုံးပြူတဲ့နဲ့တိုင်တိုင်သောလူစိုးပင် အလွန်ရှားပါရကကြားကြည့်သည်ရာဇဝုတ်တို့ထမ လူယူရရှိသောခြောက်လုံးပြူတဲ့နဲ့တလက်နှင့်ရန်တော်30ကန်းကိုအာကိုလက်ကန်ပြူကား တိုက်ခိုက်လျက်ရှိခဲ့လေသည်သို့သောကြားကြီးသည် အများအပြားတနက်ကိုကန်ဆောင်ခြင်းထက်ငှက်ကြီးတော်ဓာနလက်ကိုအထားကပြည်မြို့နှင့်မော်စာကြားတွင်ကုတန်သွားလာသည့်ခီးတယ်များအနက်မြည်သူ၌ပစ္စည်းမြည်များပါမည်ကိုတရင်အသေးချာရပြီးမှသာတိုက်ခိုက်လျက်ရှိဤသို့တရားပေါက်တိုက်ခိုက်သည်ဖြင့်လေကြားကြီးမှာတချီလင်1900ခန့်အ ਨੇ စုံရရွေသွားပြီးနောက် တဖန်မေးလောက်တော့အချိန်ရောက်မှသာ တိုက်ပြန်လေသည်ဤသို့ပလိတ်ဘက်မှလည်းသူတက်မိအချိန်ကိုမခံမန်းနိုင်သည့်အပြင်သူကြက်စားသည့်ငါးမိုင်ခန့်ခရီးအတွင် အဆောင်ပတ်တရောင်များအမြဲချထားရင်လေအစဉ်သဖြင့်မတက်နိုင်ကြကြီးကြာကြီးမှခရီးတွေများအားတိုက်ခတ်ရတွင်တတိကောင်းယူများမကညံပရိရဲ့များ၍လွန်စွာလဲကျင်လေလှလေသည် တခါကခီးတဲ့သူတို့သည်ညင်လေနှစီငှား၍ ပြည်မျိုးမှာပေါင်းတည်လေသူလာကြရာငွေကြေးအတွန်မြောင်များစွာပါကြသည့်အတိုင်းပြည်ပလိတ်ဌာနမှ ပလိတ်နှစ်ယောက်ကိုမြင်းလဲတစည်းတွင်တယောက်ကြတင်ဆောင်ခိုးယူလာကြ၏ပထမမြင်းလဲမှာမြင်းကောင်းသဖြင့်ရှေ့အတော်ဝင်းမှမောင်းသွားရာ နောက်မြင်းလဲမှာမူမြင်းမိန်ကလေးတက်ထားသည့်အတိုင်းမြင်းနာရန်ဖះကြီးဖះကြီးအရှိဘက်နှဖာလုံးကွာကန့်ရှိတစ်ပင်ရည်တစ်ခုအောက်တွင်ခိတမြမောပြည့်ရဲ့၍ကြံရစ်ခဲ့၏ ူးနှင့်နောင်မြင်းလဲမှာရှေ့မြင်းလဲနှင့်ဂိုက်တရာကြုံများပြက်၍ကျန်ရစ်ခဲ့လေသည်မြင်းလဲရက်သောခါ၌ခီးသည်များသည်မြင်းလဲပေါ်မှဆင်း၍သစ်ပင်ရိပ်အောက်တွင် အမောဖြစ်လျက်ရှိကြစဉ်ဤနေရာမှကြားကြီးကျဆားနေရာ ဖြစ်ကြောင်းနှင့်တယောက်ကစသတိပေးရာကျန်လူများမှဖိမ့်ပိမ့်တူအောင်ကြောက်ရွံ့လျက်ရှိကြကုန်၏ထိုအခါတယောက်သောသူကကြောက်เสียမှရှိပါဘူးညာလူများသားပဲထိုအခါခြားတယောက်က ူများပြီမဲ့တကယ်လာရင်ဘာတက်နိုင်ပါလဲသူကအသက်ဆုံးပြီလာတဲ့လူဗျာကျုပ်တို့ကမတုန်နိုင်ဘူးထိုအခါကြံတယောက်ကလည်းမို့ပြီမဲ့တနက်နဲ့ပလီသားတယောက်လည်းပါလာတယ်ဆိုတော့အနာတော်ကဲဝင်မယ်မထင်ပါဘူးဗျာထိုအခါပလီသားကလည်းကဲဝင်ကစမ်းပါစီဗျာကျုပ်လှိုင်ပုံမှာအသက်ပါမသွားရင်ခံကောင်းဖို့ထိုအခါခီးတဲ့တယောက်ကမေးစီမှာလှိုင်ဘူးဆိုတာဘာခေါ်တာလဲဆရာ ထိုအခါပလိကဒီလူတဲပြီးတောကြသေးတာပဲမြင်းလေးပေါ်မှာတင်းထားတဲ့ကျုပ်တနကြီးပြောတာဗျာထိုအခါနောက်တစ်ယောက်ကဟုတ်ပါကွယ်မင်းမလဲအားလိုက်တာကိုစစ်တနကြီးကိုလှိုင်ဘူးလို့ခေါ်တယ်မှတ်ထားပြို့မြင်းလဲဆရာကြီးမောင်းကြမယ်ဗျာရှိကမြင်းလဲအတော်ရောက်သွားပြီဗျာမြင်းလဲသမားကြီးမှာအသက်50ခန့်ရှိပြီကြီးလုံးကြီးအစုပ်ကိုဝတ်ထား၏ ရောင်ကလေးကိုကြည်ကြစ်ထုံးကမျက်နှာတုပ်ပေါ်အနွမ်းတစ်ထည်ကိုကောင်းပောင်း၍ထားလိုက်သည်အင်းကြီးမှာအစုပ်ပြဲများကို နောက်ကျောဘက်တွင်ဖာထွေး၍ထားလျာမြင့်ကျိန်လုံးကလေးကိုကင်ကာလမ်းဘေး၌မျက်စားနေသော မြင့်ပိန်ကလေးကိုခလန်းလမ်းမှကြည့်ရှုလျက်ရှိနေလေသူသည်ခေါ်သံကြားသည်နှင့်အနည်းသို့ချင်းကပ်လာပြီးနောက်ဖြူဖွေးသောနှကမ်းမွေးများကိုလိန်တက်ခါခီးရည်များကိုကြည့်ရှုနေလေသည်ထိုအခါတယောက်သောသူကား တော်မလေးဆရာကြီးဘာကြည့်နေတာလဲဗျမြင့်တက်ပါထိုခါမြင်းလဲသမားကဟုတ်ကဲ့ဗျာတက်တာပေါ့ဒါတက်ခုရင်ကလှိုင်ဘူးဆိုလားပါဆိုလားပြောတဲ့အကြောင်းမိလိုက်သလားလူထိုခါပလိတ်ကတဲစကားရှိတဲ့ဖူးကြီးပဲမြင့်တက်မှာတက်တာမဟုတ်ဘူးသူတို့ကဒီနေရာမှာကြားကြီးကိုကြောက်เสียကောင်းတဲ့အကြောင်းပြောနေလို့ကျုပ်ကကြားကြီးလာရင်လှိုင်ဘူးစာမိသွားမယ်ပြောတာဗျို့ ကိုင်းနားလေပြီလားထိုအခါမြင်းလေသမားကအော်ကြားကြည့်လိုက်ရင်တနက်နဲ့ပြစ်မယ်မကြောက်ဘူးဆိုပါတော့ဒါပေါ်ဘာကြောက်เสียရှိလဲထိုအခါမြင်းလဲเสียကလာပြီလေဘယ်မှာလဲဒီမှာထိုခဏ၌မြင်းလေသမားဖူးကြည့်သည်ဖြူပွေးသောနှကမ်းမွေးများကိုလက်ဖြင့်လိမ်ကပုတ်တက်လျက်ရှိရမှာတစ်ဖက်စီဖြုတ်ချလိုက်လေ ကောင်းတွင်ပထသောမျက်နှာသို့ဘွားကြီးကိုဆွဲယူလိုက်သောအခါရောင်မုံမှပါလာ၍အသက်40ခန်းရှိသဘင်တူတူညှက်ထားသောလူတစ်ယောက်၏ဘဝသို့မျက်စိအောက်၌ပင်ပြောင်းသွားလေသည်ထို့သူသည်အပေါ်ယံဝှက်ထားသော ခြေရန်းလုံးကြီးကိုချွတ်လိုက်ပြီးလျင်ကပတ်ပတ်၍ထားသော အောက်ခံကာကီဘောင်းမီအိတ်ထဲမှခြောက်လုံးမျိုးစနဲ့တလက်ကိုလှင်မြန်စွာဆွဲထုတ်ပြီးနောက်ပလိမ့်နှင့်တကွခီးတဲ့၃ယောက်တို့ကိုပါချိန်၍ထားလေထိုအခါကြားကြီးက ကြားကြည့်ဆိုတာငါပဲဟေဘယ်မှာလဲမင်းလှိုက်ဘူးခီးတယ်မြသည်မိမိတို့ကအသက်ချမ်းသာပေးပါမည်အကြောင်းနဲ့တောင်းပန်လျက်ရှိရာပလိတ်သားမှမူမိမိစကားလွန်မိသည့်အတွက်တကူလုံးတဆက်ဆက်တုံကရှိနေလီပလိတ်သားသည်အတန်တုံလျက်ချမ်းသာပေးပါစရာထိုအခါကြားကြည့်သည်တည်ငြိမ်သောအတန်ဖြင့်စကားပြောတာသတိထားမှာပေါ့ကွယ်ဟဲ့လူလေး ပါရက်ပစ္စည်းထုတ်ကြစမ်းရီရီရတာတော့လုံးဝမကြံကြနဲ့နော်ခေါင်းပြုတ်သွားမယ်ခီးတဲ့၃ယောက်တို့ဒီမိမိတို့၌ပါသမျှငွေစက်ကူများနေတကွာနာယီလက်စွပ်စသည်တို့ကိုပါကြားကြီးအမိန်တိုင်းလွယ်လို့တလုံးတွင်ထည့်ရလိပြည်စည်းတော့အခါကြားကြီးဒီသူ၏ခြေလုံးကြီးစုပ်နှကမ်းမွေးပုံသပင်ပုံနှစ်နှစ်တုပ်ပွားဟောင်းစာသောပစ္စည်းများကိုထိုလ်လွယ်အိတ်၌ပင်ထည့်ရန်အမိန်ပေးပြီလျှင် ပလိယာမြင်းလဲအနီသို့ခေါ်သွားလိမ့်မြင်းလဲအနီသို့ရောက်လိလျင်ကြားကြည့်သည်ပလိဤနောက်ကျောက်ကိုချော်လုံးပြွားဖြင့်တည့်၍ထားလျက်တနက်ကြီးတဲ့ကရန်တော်နေအားလုံးထုတ်လိုက်ပြောင်းဝါကိုမင်းရှိတဲ့တဲ့လှည့်ပြီးထုတ်ငါအမိန်ပေးတဲ့အတိုင်းလုပ်နော်နားလဲလားကောင်းပါပြီခမညာတနက်ကြီးကတော့ယူမသွားပါနဲ့ဆရာယူသွားရင်ကျွန်တော်ထောင်ချပြီးသားပါပဲငါနားလဲတယ်မင်းရန်တော်နေအားလုံးပေး အဲဟုတ်ပြီဒီလေအဖြစ်ထဲပါကွယ်ပလိတ်သားရံဖမရန်တောင်နဲ့ခပတ်တင်ရှိသောရန်တောင်အလုံးကိုအမိန်ပေးသည့်အတိုင်ကြာကြီးလွယ်ထဲသူထဲရလိကြာကြီးသည်ပလိတ်သားညင့်တက်เสียမိမိကိုယ်တိုင်လည်းကူညီပေးသည်ဖြင့်မကြမီပြည်စည်းလိထို့နောက်ခီးတယ်များညင်းလဲဟုသူတက်စီပြည်လျင်ဤမြင့်လဲကိုပေါန့်တလေရွာသို့မောင်းနေ၍မတော်ပဲမော်စာလန်းစုံနတ်စင်ဤတွင် ထားခဲ့ရန်အကြောင်းထို့နောက်ခီးတယ်များသည်ထိုလန်းဆောင်မှ ဆောင်းဆိုင်က ပေါန်းတလေရွာသို့သွားသောမြင်းလဲကြုံများကိုစောင့်၍စီးနိုင်ကြောင်းဖြင့်မှာကြားလေ။ gain ဒီကမြင်ရတဲ့ဇရေပြက်ကလေးထီအောင်မောင်းမိတော့နောက်တော့လက်ကြည့်မယ်မကြံကြားနဲ့နော်။အရင်ကြည့်တဲ့လူအရင်ပြစ်လိုက်မှာပဲ။သွားကြတော့ကြ။မြင်းလဲကလေးထွက်သွားသည်နှင့်တပြိုင်နက်ကြားကြည့်သည်အဖိုးတယောက်အတွင် ပြန်၍ဖန်ဆင်းကား ဖျားကြီးစီဒီမြောက်ဘက်ရှိဥယျင်သူသွားသောလမ်းကလေးတိုင်တဖြည်းဖြည်းလျှောက်၍သွားလေသည်ကျွန်ုပ်မောင်ဖူးတော်စီ1933ခုနှစ်ကပြည်ထောင်တွင်အကျဉ်းချခန်းနေရသည့်ဖြစ်ရာထိုအခါအုပ်ချုပ်သောထောင်မှုကြီးမှမစ္စတာမကောမစ်ဆိုသူဖြစ်လေသည်မစ္စတာမကောမစ်သည်ကျွန်ုပ်တွေ့ဘူးသမျှမျက်နှာဖြူထောင်မှုများတဲ့တွင်သဘောအပြည့်အဝဆုံးသောပုဂ္ဂိုလ်တစ်ဦးဖြစ်၍ထောင်သားများပေါ်တွင် ဥပဒေခွင့်ပြုသလောက်ထောက်ထားညတာတည်းလေသည်ထို့အတွက်လည်းထောင်သားများသည်ထောင်မှုကြီးကလေးစားချစ်ခင်လျက်အခြားထောင်မှုများလမ်းအောင်မှထက်ငြိမ်ဝှက်ပြည်ရစွာ နေကြကုန်၏ကျွန်ုပ်မှာ ထောင်ဤငြိမ်ဝှက်ပြည်ပြမှု၌တစ်ဖက်တစ်လမ်းမှနေပြီးကူညီရသည့်ဖြစ်ရကတခါတည်းရန်ထောင်သားများကိုကြိုတင်ရအတိမပေးလိုသည့်ကိစ္စများတွင်ကျွန်ုပ်ဟာတိုင်ပင်လေးရှိကျွန်ုပ်ကလည်းအာဏာပိုင်များဘက်မှ တင်းကျပ်လွန်းသောကိစ္စများကို ရှော့ဖို့နိုင်သည်များရှော့ဖို့ပြီးစီခြင်းထောင်သားများဘက်မှလည်းတင်းလွန်သောကိစ္စများရှိလျင်ဖြောင်းဖြောင်းဖြတ်ဖြတ်နားဝင်အောင်ပြို့၍အာဏာပိုင်တို့အားဂျင်းနဲ့စီခြင်းတို့ကိုပြုလုပ်၍ပြည့်ရသည်ဖြင့်ထောင်သားများကကျွန်ုပ်အားယူသည်လေးစားသလောက်အာဏာပိုင်များနှင့်တကွထောင်ပိုင်ထောင်မှုတို့ကလည်းကျွန်ုပ်အားကျေးဇူးတင်ကြလေသည် သူနှင့်ကျွန်ုပ်မှာအင်္ဂလိပ်စာပေမတက်တော့လေထောင်မှုကြီးမကောမေ့ဤ အပါရမဲကဲ့သို့ပင် ဖြစ်နေရ၏မစ္စတာမက်ဂိုမင်း၌ဝါသနာတစ်ခုရှိ၏ထိုဝါသနာမှာပစ္စည်းဟောင်းများအကြောင်း တိုင်များအကြောင်းကိုပြောလျင်၎င်းတို့ကိုအလွန်လိုက်လိုသောဆန္ဒရှိလေသည် တနေ့တွင် ကျွန်ုပ်ကစကားဆက်မိ၍ကျွန်ုပ်မြင့်ညံထောင်တွင်ရှိစဉ်ကဓမြကောင်းဆောင်ဘုံမူသည်ဆိုသူတယောက်နှင့်အကျွမ်းတူဝင်ဖြစ်ခဲ့ရာထိုသူသည် ထောင်ဆွေးယုံ၌သေဆုံးသွားသည့်အခါ ကျွန်ုပ်ဟာသူ၏ပစ္စည်းများမြုံနှံထားရရက်ကိုမတိမီပြုတ်ပြခဲ့ကြောင်းသူဝတ်ထားသောနေရာမှာတခုပင်တပင်ကွားစုံတွင်ရှိသောတခေါင်းတစ်ခုဖြစ်၍သူသည်ပြည်နောက်ကျွန်ုပ်ထောင်းမှလွတ်သောအခါသူပြောခဲ့သည့်တော်ရင်၌တခုပင်ကိုလိုက်၍ရှာကြောင်းအချိန်မှာ၁၀နှစ်ကျော်ကြာမြင့်သွားပြီဖြစ်၍တခုပင်မှာအလွန်ကြီးထွားလာသည့်အတိုင်းတခေါင်းကိုရှာရည်မတွေ့ပဲအပေါက်ပိတ်ခါထိုနေရာတွင် ကြီးပေါင်းများတက်လျက်အဖို့ပင်ကြီးဖြစ်နေသည်ကိုတွေ့ရကြောင်းကျွန်တော်လည်းထိုကြီးပေါင်းကြီးတွင်၌ပစ္စည်းများမုတ်ချရှိရမည်ဟုစိတ်မလျှော့ပဲတစ်ပင်ကြီးကိုအရင်မှလှည့်ပြီးလျင်ထိုတစ်ပင်ကြီးကိုတဖြည်းဖြည်းခွဲ၍ရှာဖွေရာ အချိန်နှစ်ပိတ်သာကြုံကြုံများရှိသောရွှေလက်ကောက်ရွှေလက်စွပ်ရွှေငကရွှေချီချင်းရွှေပြီးမှဆ ảy ၍လက်ဝဲလက်စားများကိုကံကောင်းထောက်မှတဖြင့်တွေးရှိရကြောင်းများကိုပြောပြပွေ၏ ူကလည်းအနောက်နိုင်ငံများတွင်မြေနှဖြစ်စီရေနှဖြစ်စီအရှင်းမရှိသောဖူးတံပစ္စည်းမြောင်များစွာရှိကြောင်း၎င်းတို့မှာတင်းမောများပျက်စီး၍တော်လကောင်းပင်လယ်ပြံများသည်ကုံတင်းမောအစိုးရဗန္နာတော်တင်းမောများကိုတိုက်ခိုက်ပြီးနောက်ပင်လယ်ရင်းရှိလူသူမရောက်သောကျွန်းတစ်ခုတွင် မြုံနံထားရကြကြောင်းတခါတည်းရန်ထူပင်လယ်ပြံများသည်အချင်းချင်းမတင်းမြက်၍တော်လကောင်းနေရာကိုတည်သူရုတ်တရက်တိုက်ဆုံသွား၍တော်လကောင်း တယောက်နဲ့တယောက်အကောက်ကြံပြီးနောက်အချင်းချင်းတက်ဖြတ်ရာနှစ်ယောက်စလုံးတည်ရွေ့တော်လကောင်အရှင်မရှိဘဲကြံရိုက်ခဲ့သောပစ္စည်းဥစ္စာ ရှင်ငွေဗဏ္ဍာများသည်အနက်မှတက်ကရှိကြောင်းများဖြင့်ပြောပြ၏ထိုကဲ့သို့တင်မြှုပ်၍နေသောပစ္စည်းများသည်အတွန့်ရှိကြာလက်သောတိုက်ကဲ့သို့လကောင်ယုံနှန်းစကားကဲ့သို့လကောင်ဖြစ်ခါတခါတရံယုံကြည်သူတစုစီအစုရှယ်ယာများခေါ်၍ကုမ္ပဏီဖွဲ့ကလိုက်လံရှာဖွေတူးဖော်ကြသည့်လျောက် မိမိသည်စကော့တလန်ပြည်နာရှိစဉ်အင်္ဂလိပ်ကုန်သည်တစုသည်ရှယ်ယာတစုလျင်၁၀ပေါင်ကြာထား၍ကုမ္ပဏီတစ်ခု ဖွဲ့စည်းကာစပိန်ကမ်းခြေနှင့်မိုင်30ခန့်ကွာဝေးသည့်ဘီယော့တစ်စကီခေါ်ပင်လယ်ကွင်း၌လွန်ခဲ့သောပထမကမ္ဘာစစ်အတွင်းကနစ်မြုပ်သွားခဲ့သောသင်္ဘောတစ်စင်းမှရွှေများကိုရှာဖွေရာရရှိခဲ့မှုကြောင့်ထို့ပြင်မြောက်အမေရိကတိုက်အရှိတ်ရှိကျွန်းကျွန်းပေါ်တွင် တွင်ကြီးတစ်ခုအတွင်မှတန်ငါးတဲ့တယောက်သည် ရှီလက်စွတ်တကွင်းကောက်ရသည်မှာအစရာဇဝင်ရအဖြစ်မက္ကဆီကိုနေကိုအောင်မြင်ခဲ့သောစပိန်စစ်ဗိုလ်ကြီးတဦးသည် မက္ကဆီကိုမှရရှိသောရွှေများကို စပိန်ဘုရင်အားမှအဲ့လိုသဖြင့်တိတိစိတ်မြုံနှံထားခဲ့ကြောင်းယုံကြည်ချက်အရလူလူစုတို့သည်ထိုနေရာတွင် တူးဖို့ကြရာ6လမြောက်အကြာတွင်ရွှေရင်းကနဂရီဝူးများထိုက်တန်သောရွှေဦးရွှေခွက်ရွှေကံမှစ၍ ရှေးမက္ကစီကန်လူမျိုးတို့တုံဆွဲသည့်ပစ္စည်းများကိုယာဘူးเจ้าများကိုနားထောင်ခြင်းစပွဲပြော့ပြလေသည်။ဤကဲ့သို့ထောင်မှုရှိသည့်ကျွန်ုပ်ပေါ်၌ပူ၍ခင်မင်ပြီလျင်အားလက်၍အခါခွင့်ရတိုင်းဤအเจ้าများနှင့်ပတ်သက်၍ကျွန်ုပ်ဟာမြင်းမြန်းလေးရှိရာကျွန်ုပ်ကလည်းကျွန်ုပ်ဘူဝတ္တရရှိသလောက်ရှေးကောင်းတိုင်များအเจ้าဟု၎င်းမကြမီကမြမပြည်ရဲ့ရက်တွင် တင်ကုန်းနှိမ့်ညုံနေသောသထင်းများ၏ပစ္စည်းများခူးသားများ၏ပစ္စည်းများကို ကျွန်ုပ်သိရှိသလောက်ပြောပြတော့ခါထောင်မှုကြီးမှာလွန်စွာစိတ်ဝင်စားလျက်ရှိလိမ့်ကျွန်ုပ်လွတ်မြောက်ရန်တင်းငွေတွေနှစ်ပတ်ခန့်သာရှိသောအချိန်၌တနေ့သော နေ့လယ်ခင်းတွင်ထောင်မှုကြီးသည်ထောင်ဘူးဝရှိရုံငန်းအပေါ်ထက်ဖြစ်သောသူ၏အိမ်သို့ကျွန်ုပ်အားခေါ်ပြေးလျင်ဤဝတ္ထုအစတွင်ရည်သားဖော်ပြခဲ့ပြီးသောမောဇာနယ်မှဖန်းစီရမိသည့်ဓမြကောင်းဆောင်ကြားကြီးအကြောင်းကိုအထက်ပါအတိုင်းပြောပြပြီးနောက်ကြားကြီးဒီထောင်ရောက်လာတော့က မောင်ဖူးတော်မရောက်သေးဘူးဟုတ်စာမရောက်သေးပါဘူးသခင်ပြောတယ်တော့ကြားဘူးပါလေအင်မတန်ဆိုးတဲ့လူတယောက်ဖဲမောင်ဖူးတော်ဒီလူကရေပြုံပြုံနဲ့အတူတူထိုင်းစကားပြောနေရကစိတ်မထင်ရင်တွေးကြရနဲ့တခနဲ့ကောက်ချခြင်းချလိုက်တာပဲအင်မတန်စိတ်မြန်တဲ့လူလူ့ဝိမေဝမ်းလဲသဘောကတော့ကောင်းမွန်ရတယ်မှန်ပါဒီလူဒီချောင်းမှာ သုံးလကြကြလောက်ချုပ်ခန်းနေရတယ်မဖူးတော်ရဲ့ပြီးတော့နှစ်20ပြည့်ပေးလိုက်တော့တရဲမြုပ်ထောင်ကိုချွေးလိုက်ရတယ်တက်ခါရမှာဖြက်ဖြက်လဲလဲရှိသလားညံကလည်းအင်မတန်သွားတဲ့သူတယောက်ပဲပြီးတော့သူတက်ခါရတဲ့ရွှေငွေပစ္စည်းပစ္စည်းတွေဟာသုံးနှစ်အတွင်းမှာတသိန်းခွဲထက်မနည်းဘူးတင်များပါလားသခင်ညားလိုက်လေဒီလူကသူများလို့ငွေတရာ90မြို့ပါလို့တိုက်တာမှမဟုတ်ပဲသူကိုယ်တိုင်ဓာတ်တီမှာ မိလဲမိလောင်မှာတခါလဲဂျက်ကောင်ကင်နေလူမမှုထော်ရဲ့ပြီးတော့တာမယားလဲမရှိဘူးတဲ့မမှုထော်ရဲ့ဒီလိုဆိုရင်တိုက်ရတဲ့ပစ္စည်းတွေအလကားပေါ်သခင်ဒီတော့ဒီလောက်ရတဲ့ရွှေငွေတွေဟာတာမရှိမရမရှိရင်သူတယောက်တည်းသုံးဆွဲလို့မကုန်ဘူးတခြားလူစုတွေလူတောက်လားဆားလားကစားလားလဲမရှိဘူးတိုက်လို့တော်တော်ရပြန်ရင်ခဝူးနေရာမှာအေးအေးချမ်းချမ်းနေပြန်ရောတယ်တော်တော်ထူးဆန်းတဲ့လူတယောက်ပဲသခင် ထူးဆန်းတာတော့မပြောနဲ့တော့ရတဲ့ပစ္စည်းဥစ္စာတွေလည်းသူစားရံတဲ့လောက်ယူပြီးတော့တဲ့အလွန်လျို့ဝတ်တဲ့နေရာတစ်ခုမှာဖွက်ပြီးထားတယ်မဟုတ်တော့ပြောပါအောင်တခင်အခုမိတာလဲလင်းရွာကမိမတယောက်နဲ့ရာဇဝတ်အုပ်တယောက်ကလှစ်ပတ်ပြီးထောင်ဖမ်းတာကြောင့်မိရတာကွယ်ပစ္စည်းထားတဲ့နေရာနည်းနည်းပေါ့ပေါ့မှမြင်မိကြဘူးလားတခင်အ ਨੇ စုံဘယ်တော့တဲ့မှာရှိတယ်လို့တောင်းတရင်မရကြဘူးလား ူကလဲလို့ဘယ်သူမှမသိပါဘူးကွယ်ထင်မြင်ချက်တော့ဖယ်ရှိပါတယ်တချို့ကလဲလင်းရွာနောက်ဖက်မကြီးုပ်ထဲဝင်းသွားတာမကြမကြတွေးလိုက်ရတယ်လေတချို့ကလဲမွန်စာရှိပဲထန်းတော်တွေမှာရှိနေမိတယ်တချို့ကတော့လဲဖះကြီးရှိမြောက်ဖက်ကစူးရခြုံနေပို့တဲ့ယူကလေးတွေမှာရှိမှာပဲတဲ့အမျိုးမျိုးစိတ်ကူးနဲ့ပြောကြတာပဲဘယ်သူမှတက်အသေးချာမသိပါဘူးသခင်ပြောတဲ့အတိုင်းဆိုရင် ။ဒီနေရာမှာဝတ်ထားတာကတော့အမှန်ပဲမဟုတ်လားသခင်။ဝတ်ထားကြောင်းမူတော့ဗာနီချုပ်ဆက်ကလူရဲ့အတိပေါ်မောင်ဖုထော်ရဲ့။ဒီချုပ်ထဲရောက်လာတော့သခင်နဲ့တိခေါက်မကြည့်ဘူးလား။ကြည့်ပြီလားကွယ်။ဒီအကြောင်းမောင်ဖုတော်ကိုတိုင်ပင်ရင်လို့အခုခေါ်တာပဲ။ဒီလိုကွယ်။ကြာကြီးချုပ်ထဲရောက်လာတော့ဒီလူကဘယ်သူနဲ့မှအပေါင်းဖော်မလုပ်ဘူးဘယ်သူ့ကိုမှလည်းမကြောက်ဘူး ဘယ်သူ့ကိုမှလည်းဂရုမစိုက်ဘူး။လို့ပေမဲ့ဗဂျက်စင်ဆိုတဲ့ထောင်ပြတာကြီးတယောက်ကတော့သူ့မြန်မှန်းတမ်းမိပြီးနည်းနည်းရောဝင်နေ။ဗဂျက်စင်ကလည်းကလပားကြီးပဲ။ဒီလူကလူစိုးပုံမှန်သိလေတော့ထောင်ပြင်းကကွင်းရကလေးယူလာ။စေးပြင်းလက်ကလေးယူလာပြီးဟင်းကလေးပါလေးလဲကောင်းကောင်းမွန်စားရအောင်ကြည့်ရှုလေတော့တဖြည်းဖြည်းဒီကလားကြီးကိုခင်မင်းလာပြီးသူတို့ချင်းဘလောက်ရောဝင်တယ်လဲဆိုရင် ဗကြက်စင်ကပြောင်းပြီးသူ့ကိုကြားကလေးလို့ခေါ်တယ်။သူကဗကြက်စင်ကိုနာမည်မခေါ်ပဲမုတ်စိတ်ကြီးလို့ခေါ်တယ်။တလောက်တော့ရင်းနေကြတယ်။ဒါနဲ့ဒီနေ့တော့ခမ ्या ကိုကျုပ်ဒီနေ့နေ့ကျေးဇူးဆက်မယ်ဗျာ။ကျုပ်မှငွေနှစ်သိန်းနီးပါးလောက်စုထားတာရှိပါတယ်။ကျုပ်ခမ ्या လို့ကျေးဇူးရှင်မျိုးလက်ရှာနေတာပဲ။ပြီးတော့ထောင်ထဲမှာကျုပ်ချမ်းချမ်းသာသာနေရအောင် ခမရလုတ်ပြီးတာခမရကျေစုဘယ်တော့မှကြုံမမေ့ပါဘူးလို့ပြောတယ်။နေပါအောင်သခင်ဗကြက်စင်ဆိုတာမြမကြီးလည်ပြီးကျွန်တော်မျိုးနဲ့တူတယ်ဆိုရဲပြတာကြီးမဟုတ်လား။ဟုတ်တာဗောမောင်ဘူးတော်ရဲ့မောင်ဘူးတော်နဲ့မျက်နှာချင်းတူလို့တောင်တခါကကြုတ်ပြောခဲ့ဘူးတာမှတ်မိသေးတယ်မဟုတ်လား။မှတ်မိပါတယ်သခင်။ဒီလိုမောင်ဘူးတော်အဲ့ဒီဗကြက်စင်ကိုကြားကြီးကဘယ်အထိပြောတော်သလဲဆိုရင်တကယ်လို့များ ကျိုးပေးခံရလို့ရှိရင်ပစ္စည်းအမြေကြီးဩစာတော့အဖြစ်မခံဘူးဗကြက်စင်ကိုအကုန်ဖွင့်ပြခဲ့မှာပဲလို့တောင်ပြောသွားတယ်အခုနှစ်20ကျသွားတော့ဂလာကြီးဘင်္ဂလားပြန်သွားတာဘယ်တော့ပြန်လာမလဲဆိုတဲ့အကြောင်းသူတည်းရမြို့မသွားခင်မကြမကြမင်းနေဆိုပဲဒီလိုဆိုဗကြက်စင်ရှိရင်သူဖွင့်ပြကောင်ပြောမှာပဲတခင်ဒါပေါ်မဟုတ်တော့ရဲ့အနှစ်20ဆိုတော့လေတည်တာနဲ့မထူးပါဘူး လူဆိုတာမျောလင့်စရာမရှိတဲ့အချိန်မှာဖွင့်ပြုံမြဲပဲဒါနဲ့ဗကြက်စင်ဟာဘင်္ဂလားကိုခဏရေလူ ပြန်သွားတာအခုဆုံးရှာပြီတဲ့မဟုတ်တော့ရဲ့တူတူစီကိုဒီကနေ့မနက်ဖဲစားရောက်လာတယ်အော်ဖြစ်မှဖြစ်ရလေသခင်ကလားကြီးသဘောလဲကောင်းမြမကြီးလက်လဲလိုက်တာမပြောနဲ့တော့ဒီလိုမှမဟုတ်တော့ရဲ့ကလားကြီးဘင်္ဂလားကိုခဏရေလူ ပြန်သွားတော့လက်မှတ်တွေရောအမှုတန်းစောက်ကော ကျုပ်စီမှာထားခဲ့တယ်။ဒီအကြောင်းတုတ္တူတောင်သိဟန်လက္ခဏာမရှိဘူး။မှန်ပါ။ဒီတော့ဒီကိစ္စမှာမောင်ဖိုးတော်ကြံနိုင်ရင်မောင်ဖိုးတော်တို့အင်မတန်တန်ဖိုးရှိတဲ့အခွင့်အရေးတစ်ခုပဲ။မောင်ဖိုးတော်နဲ့ဗကြက်စင်ဟာမျက်နှာချင်းဆင်ယုံမကဘူး။ကုလုံးကိုပေါက်ချင်းလဲတူတယ်။မောင်ဖိုးတော်ကလည်းကလားစကားလဲလဲတက်တယ်။ဘကြစင်ကလည်းမြမကြီးလေတယ်။ကဲဘာလို့သိတယ်လဲ။မှန်ပါသခင်။ မောင်ဘုတို့စွန်စားဝင်ရင်ကျုပ်စီကဘဂျက်စင်လက်မှတ်တွေယူသွားပြီရောကျုပ်တာဝင်တော့ဘာမှမရှိသေးနဲ့နော်သို့တော်တစ်ခုရှိတာကမောင်ဘုတို့ကြကြနနာဘဂျက်စင်အောင်ဆောင်းနိုင်ခဲ့လို့ရှိရင်ဒီကိစ္စမအောင်မြင်စရာအကြောင်းမရှိပါဘူးမောင်ဘုတို့ဘဂျက်စင်နဲ့နေဘူးတယ်မဟုတ်လားသုံးလလောက်နေဘူးပါတယ်တခင်ဒါဖြင့်သူ့ပြောဆိုအမှုရာတွေကောင်းကောင်းသိမှာပေါ့သိပါတယ်တခင်ဒီကိစ္စမှာ သူတစ်ပါးဤပစ္စည်းကိုခိုးဝှက်ရသည်လည်းမဟုတ် သူတစ်ပါးနာတရားပြုလို့ရသည်လည်းမဟုတ်သည့်အပြင်အကယ်၍ကျွန်ုပ်သာပြည်ကြီးစွာရုပ်ဖြတ်ဟန်ဆောင်နိုင်မှာကမကောင်းမှုတစုံတရာပြုလို့တော့လေညီသူမကျွန်ုပ်ကိုမထင်ပဲဗကြက်စင်အပေါ်၌သာဆွဆွဲကြပေလိမ့်မည်ဤကိစ္စမှာသူတစ်ပါးပြောသောစကားကိုအလိုက်တင်နာခံရရုံမျှဖြစ်၍ကျွန်ုပ်လည်းစွန်စားရန်ဆုံးဖြတ်လိုက်လေကောင်းပါပြီသခင်ကျွန်တော်မျိုးစွန်စားပါတော့မယ် မောင်ဖူးတို့လွတ်ဖို့ဘယ်နဲ့လူသေးတယ်လဲနှစ်ပတ်တည်းကြီးကြံပါသေးတယ်ကောင်းပြီဆယ်ရက်လောက်နဲ့လွတ်အောင်ကြုတ်တက်နိုင်တယ်ပြီးတော့မောင်ဖူးတို့လွတ်တဲ့အခါမှာဈေးစကားတို့ငွေ300ကျပ်ကြုတ်ပေးလိုက်ဦးမယ်နောက်ခါအစားဆုံးအောင်မြင်လို့ပြစ်စည်းရတဲ့အခါကျရင် ကျုပ်ကိုကျေးဇူးတရားလိမ့်မယ်ကျွန်တော်မျိုးဟာလူစိုးလူမတ်တွေကလုံနေပြီမဲ့ကျေးဇူးသစ္စာကိုဘယ်အခါမှမေ့တတ်တဲ့သူမဟုတ်ပါဘူးတခင် မောင်ဘူးတို့ဟာတစ္ဆာရှိတဲ့လူတယောက်လို့ကျုပ်အမျက်ယုံကြည်တယ်။အဆဆရာသတိဝိရိယထားပြီးပြီးပြီဖြစ်အောင်သာဆောင်ရွက်ပြီးတော့ကောင်းပါပြီသခင်စိတ်ချပါထို့နောက်ကျွန်တော်လည်းထောင်မှုကြီးမစ္စတာမကောမရနှုတ်ဆက်ပြီးလျင်လက်သမားယုံဘက်တွင်အလုပ်ရှိသည်နှင့်ပြန်ခဲ့လည်ဟုတ်ကဲ့ပထမပိုင်းကိုဒီမှာပဲခိတ္တရဏခွင့်ပြုပါခင်ဗျာလာမယ့်ဒုတိယပိုင်းကိုတနင်္လာနေ့မှာဆက်လက်ပြီးစောင့်မျှော်အားပေးပါအောင်ခင်ဗျာ လာရောက်အပိနဆင်ကြတဲ့တောတရှင်ဘုံကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာမြောဝပြည်သူပြည်သားများအားလုံးဘေးရန်တွေအမျိုးမျိုးမှာအမြန်ဆုံးကင်းဝေးကြပါစေခင်ဗျာ